က်ဆန်မှာပါဇက်မပါပေမဲ့ဒီပက်ဆန်စကားအပြောဆုံးစက္ကူတရက်ပါဒီလိုစက္ကူတရက်ရဲ့အရေးပါမှုတွေကိုမသိဘဲမလိုတဲ့နေရာတွေမှာတုံးပြစ်ဖြုံးပြစ်တတ်ကြတာကိုအများကြီးတွေ့လာရပါပြီတလသိန်းတရာလောက်ရှာနေတဲ့သူအတွက်ဇင်ကန်ပစ္စည်းတွေ brand တွေကိုဝယ်တာကဘာမှမဖြစ်ပေမဲ့တလ9သိန်းလောက်ပဲရှာနေတဲ့သူက brand တွေကိုယူသွင်းနေပြီဆိုရင်ကြာလာတဲ့အမြငွေစက္ကူရဲ့ပြောစကားတွေကမတော့ချင်တဲ့စိတ်ခါကြီးကိုတောက်နေရတယ်လို့ဖြစ်မှာပါ brand လို့ပြောလိုက်တာနဲ့ကျမတို့မျက်လုံးထဲမှာကိုစီသတ်မှတ်ထားတာတွေရှိပါတယ်။ Louis Vuitton ကထုတ်တဲ့အိတ်တွေဝင်မလား။ထူလဲထူတဲ့ Balenciaga ရဲ့ဒေါ်လာ1800ကျော်တဲ့အာလူးကျော်အိတ်လား။ဒါမှမဟုတ် Supreme ရဲ့အုတ်ခဲကိုဒေါ်လာ100ကျော်ပေးပြီးပြန်ဝင်မလား။ဒီလို brand တွေကိုယူသွင်းနေကြတဲ့ဖြစ်ရပ်တွေကဒီကိထဲမှာပို့ပို့ပြီးများလာပါတယ်။ တို့ရဲ့ပစ္စည်းကိုနှင်းနှင်းချက်ချက်အသုံးပြုသူတွေအများကြီးပါဖနက်၊နာရီ၊အဝတ်အစားနဲ့ဖုန်းတွေရဲ့ quality ကိုအဓိကထားပြီးရွေးချယ်ကြပေမဲ့တကယ်ရောဟုတ်ရဲ့လား brand တွေရဲ့နောက်ကွယ်မှာဘလို့အချက်တွေရှိနေအောင်မလဲဒီတစ်ခေါက် video ထဲမှာ brand တွေကိုဘာလို့ဝယ်ကြတာလဲ brand တွေရဲ့ marketing အကြောင်းကိုနဲ့ကိုက်ညီတဲ့ brand ကိုဘလို့ရွေးချယ်ကြမလဲလူငယ်တွေအတွက်အကောင်းဆုံး brand စတာတွေကိုပြပြပေးသွားမှာပါ brand ဆိုတာနဲ့ကျမတို့ရဲ့စိတ်ထဲမှာအမြဲတမ်းရှိနေပြီးသားပါ။ Supreme Hoodie တွေနဲ့ iPhone တွေကဒီတိုင်းကောင်းလို့ဝယ်သုံးတယ်ဆိုတာထက်ပိုပါရယ်။ Vans တို့ Converse တို့ကိုအယူမှုကြိုက်လို့ဝယ်တာ Dior နဲ့ Chanel ရဲ့တည်သန့်စံတဲ့အထည်အတွေ့ကိုနှစ်သက်တာအပြင်သူတို့ရဲ့ customer တွေအပေါ်မှာထားတဲ့စိတ်ထားကိုကြိုက်တာစတဲ့ပုံစံအမျိုးမျိုးနဲ့တွေ့နေရတာပါ။ကျမတို့မိန်းကလေးတွေမှာလည်း Dior MAC Chanel SK2 တွေကိုနည်းနည်းတက်တက်နဲ့သုံးဆွဲကြတာပါပစ္စည်းရဲ့ quality ချက်ဒါကိုသုံးလိုက်ရင် ကိုယ့်ရဲ့ယုံကြည်မှုကိုတဆင့်ပို့ပြီးမြင့်ပေးတယ်လို့ခံစားရလို့ပါဒီလို brand ရဲ့နောက်ကဲမှာလည်းလူတွေသတိထားမိပေမဲ့မျောပါနေတဲ့အချက်တစ်ခုပါရှိနေပါတယ်အဲ့ဒါကတော့တန်မိုးပါပစီကရိုယိုကက်စပါတဲ့အချွေပါပဲ။လီဗိုင်ကဂျင်းအထည်တစ်ခုထပ်မပို့ပါဘူး။ဒါဆိုတာမန်ဂျင်းမမီတစ်ထည်နဲ့လီဗိုင်တစ်ထည်ဘယ်တစ်ခုကိုရွေးကြမလဲ။ဟုတ်ပါတယ်။ကျမဆိုလည်းလီဗိုင်ကိုပဲရွေးမှာပါ။ဒါဆိုအရေးအသွေးစင်းတူနေရင်တော့ဘာလို့လီဗိုင်ကိုမှရွေးရလဲ။အဖြေကတော့ရှင်းပါတယ်။ brand ကြောင့်ပါ ကျမတို့ဘဝရဲ့နေ့ရက်တိုင်းမှာရွေးချယ်မှုတွေအများကြီးလုပ်နေကြရပါတယ်။မနက်စင်းမှာဘယ်အသီးနှံဝဲကြမလဲ။အလုပ်သွားဖို့ဘယ်ဘက်စကားနံပါတ်ကိုစီးကြမလဲ။အင်းကြီးဆိုရင်ဘလို့အမျိုးအစားကိုရွှေ့မလဲ။စသဖြင့်ပေါ့။မိန်းကလေးဖြစ်နေတဲ့ကျမတို့အတွက်တခုပိုလာတာကအလားကုန်ပစ္စည်းတွေပါ။ဒီလိုနဲ့ brand တွေကကျမတို့ရဲ့နေ့ရက်တွေထဲမှာတဖြည်းဖြည်းနဲ့စိတ်ဝင်လာပါတယ်။ခေရှိပြေးနေတဲ့ဒီဇိုင်းတွေတပူထူးခြားတဲ့ပုံစံတွေ celebrity တွေနဲ့ brand တွေကိုကြောင်ညာအားကောင်းကောင်းနဲ့ကျမတို့ရဲ့နေ့စဉ်ဘဝမှာပို့ပို့ပြီးတော့မြင်လာပါတယ်။ brand တွေကြောင့်ဆွမ်းအားကလည်းအရန်ကောင်းပြီသူတို့ရဲ့ပစ္စည်းကိုဝယ်လိုက်တာနဲ့ယုံကြည်မှုတွေရှိလာအောင်ဖန်တီးထားတာကလည်းအရန်ကိုတော်ပါတယ်ဒီလိုနဲ့ brand တွေကသူတို့ရဲ့ထောက်ကုန်ပစ္စည်းတွေကိုပဲရောင်းတာမဟုတ်ပါဘူးနေထိုင်မှုပုံစံအစ်တစ်ခုကိုပါဖန်တီးပေးထားတာပါသူတို့ရဲ့တော်ရဲအချက်တစ်ချက်လည်းရှိပါသေးတယ်အဲ့ဒါကကျမတို့ရဲ့ပတ်စံအခြေကိုမျက်စောင်းထိုးလာတာပါပြီးတော့ social media ရဲ့အရေးပါလာမှုကလည်းကျမတို့အားလုံးကိုဒီထဲပါလာအောင်ဆွဲဆောင်ထားပါတယ်၂၁ရာစုမှာလူတိုင်းက social media ပေါ်မှာ ဖြစ်ဖြစ်သမျှအကုန်တင်လာကြတော့ပါတယ်။တနေ့တာဖြတ်တန်းပုံကအစစကားဝိုင်းတွေအစုံအားလုံးကိုအင်တာနက်ပေါ်မှာရှာတွေ့နိုင်ပါတယ်။ဆိုရှယ်မီဒီယာပေါ်လာတဲ့နောက်ပိုင်းမှာလူတွေကကိုယ့်ရဲ့အောင်မြင်မှုတွေကိုပျော်ပျော်ကြီးကြွားလာကြတာပေါ့။ Nike ဖနက်အသစ်ကြီးနဲ့တပုံရိုက်တာ၊ Gucci အိတ်နဲ့ LV အိတ်တွေကိုထည့်လဲကင်ပြတာမျိုးတွေနဲ့ Luxury Brand တွေကကြွားလုံးတသက်ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ကိုယ့်ရဲ့အရေးချင်းကိုဘယ်လိုပစ္စည်းတွေဝယ်သုံးနိုင်လဲဆိုတာနဲ့တက်တည်ပြဖို့စူးစမ်းလာကြပါတော့တယ်။ ဒီနေရာမှာတခုထည့်ပြောချင်တာကတော့ဒီလို brand တွေကိုတည်တည်အတွက်အားပေးကြတာပါဒီလို brand တွေကိုတံမိုးထားတဲ့သူတွေလည်းရှိသလို brand ဆိုတာနဲ့ယူနေကြတဲ့သူတွေလည်းရှိပါတယ် ီလိုယူနေတဲ့သူတွေအတွက်ကတော့ online ပေါ်မှာကြွားကြည့်အောင်တတ်တတ်နဲ့ဝယ်ကင်ကြတာမျိုးတွေပါနိုင်ငံတိုင်းလူလူမှာအကျွေးဝယ်ကတ်လို့ခေါ်တဲ့ credit card တွေကလည်းလူတွေကိုပစ္စည်းတွေကိုဝယ်ကျင်လာအောင်တွန်းအားပေးနေပါတယ်ဒီ credit card ရဲ့အလုပ်လုပ်ပုံကပစ္စည်းတစ်ခုကိုအကျွေးနဲ့ဝယ်ပြီးပြီးမှတပြေးပြေးချင်းပြန်ဆက်ရတယ်လို့ပါကိုယ်ရတဲ့မှာပတ်စံရှိမနေရင်တော့လိုချင်တဲ့အချိန်စိုက်တယ်လို့ဝယ်ပြီးတော့ပတ်စံရမှပြန်ဆက်လို့ရတော့လူတိုင်းအသုံးပြုလို့လွယ်တာပေါ့ဒီအချက်တွေက brand တွေကိုဝယ်ခြင်းပဲ သူတို့တောင်းတဲ့ဈေးကိုချက်စင်းမပေးနိုင်တဲ့ကျမတို့အတွက်ထောင်ချောင်းတစ်ခုလိုဖြစ်နေပါဗါးဒေါ်လာ2000နဲ့ဖက်နှက်ကိုဝေဖန်ဝေဆန်ရှိလို့ဝယ်တာတက်နှစ်လစာသုံးလစာစုပြီးမှဝယ်တဲ့အဖြစ်မျိုးတွေကလိုင်းပေါ်မှာအများကြီးတွေ့နေရပါတယ်ဒေါ်လာ900ကျော်တဲ့ဖုန်းကိုတစ်လဒေါ်လာ100ပဲရတဲ့သူကဝယ်ကင်တာမျိုးပါစားစိတ်တောက်စိတ်တွေကိုထဲမတွက်ပဲမေရာဆက်ဖီရိုက်ချင်ရောလူကြားတဲ့ထုတ်ကြွခြင်းုံတသက်နဲ့ဝယ်ကင်ကြတယ်ဆိုရင်တော့တေချာစဉ်းစားကြည့်ဖို့လိုနေပါပြီအစိုးဆုံးကတော့ကိုယ့်ရဲ့ကျန်းမာရေးအတွက် အစားအသောက်ကောင်းကောင်းဆိုတာထက်ပစ္စည်းကောင်းကောင်းဝယ်သွင်းနိုင်မှုဆိုတာကိုပိုပြီးဦးစားပေးလာတဲ့ကိစ္စပါဒေါ်လာ2000နဲ့ဖက်နဲ့ဝယ်ဖို့အတွက်တစ်လလုံးကိုထမင်းနဲ့ရည်နဲ့မျှောချရမယ်ဆိုတာကတော့လွယ်မနေတဲ့အယူအဆပါပြီးတော့ကုပဝင်းချင်းကလူတွေနဲ့တသားတဲ့ကြားကျင်တဲ့စိတ်ထက်ကွဲထွက်ကျင်တဲ့စိတ်ရှိတဲ့ကျမတို့လူသားတွေက brand တွေရဲ့နောက်ကိုအယူမှုလိုက်ကြပါတယ်ဥပမာပြောရရင်ကိုရီးယားနိုင်ငံရဲ့အထက်တန်းကျောင်းတစ်ခုမှာ The Novice Angie မဝေးရလို့ကျောင်းမတက်ဘူးလို့ပြောတဲ့ကျောင်းသားတွေကြောင့်ပါ ဘာလို့လဲဆိုတော့အเจ้าမှာရှိသမျှလူတိုင်းကဝန်9000လောက်တန်တဲ့အနှွေးရည်နဲ့အเจ้าကိုလာနေတဲ့အချိန်မှာဝန်2000 2000ခွဲလောက်ပဲပေးရတဲ့အနှွေးရည်နဲ့အเจ้าတော့မှရှက်လို့ဆိုလို့ပါ ဟုတ်ပါတယ်မိတ်ဆွေကြားလိုက်တာကမှတ်မှားပါဘူးရှက်လို့ပါတဲ့ဒီလိုမိဘကိုပူဇော်တတ်တဲ့အเจ้าသားအရွယ်တွေတောင်မှ brand နဲ့ရဲ့အောက်မှာနှိမ့်ညွတ်နေကြတာရှေ့လာမဲနှစ်တွေရောက်လာရင်ကျမတို့မြန်မာနိုင်ငံထဲမှာလည်းဒီလိုကလေးငယ်တွေပေါ်မလာဘူးလို့ပြောနိုင်လား ျမတို့ကိုယ်တိုင်ကဒီလို brand တွေရဲ့ဝယ်ကရက်တွေမျောနေတာကလေးတွေကိုဘယ်လိုကယ်ထုတ်ကြမလဲမိတ်ဆွေရဲ့ကလေးကသာဒီလိုပူဇော်လာရင်ဘယ်လိုလုပ်မလဲငါမဝယ်ပေးရင်မဝေးရဘူးဆိုတဲ့အတွေ့အကြုံတော့ဖျက်ပြစ်တင်ပါပြီဒါဆိုကျမတို့ဘယ်လိုလမ်းပြကြမလဲအမှန်တရားတစ်ခုကိုပြောပြရမယ်ဆိုရင်ကျမတို့ LV နဲ့ Gucci လေသာ8တွေရဲ့ကုန်ကြမ်းဆိတ်စုစုပေါင်းကဒေါ်လာ300နဲ့400ကျားထဲမှာရှိပါတယ်မြန်မာငွေနဲ့တက်မယ်ဆိုရင်တော့18သိန်းပတ်ချလဲလောက်ပဲကုန်ကြတာပါဒါပေမဲ့ဒီလို8တွေကို LV တစ်စိတ် ဂူရှိတစိတ်တက်လိုက်တာနဲ့တန်မိုးကဒေါ်လာ3000မြန်မာငွေနဲ့ဆို330လောက်ချီကိုဈေးကခုန်တက်သွားတာပါဒီလိုအိတ်တစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့လူတိုင်းလက်ထဲရောက်နေကြတဲ့ iPhone တစ်လုံးရဲ့ထုံးလုံးမှုကုန်ကျစရိတ်ကဒေါ်လာ900လောက်ပဲကုန်ကြပါတယ်ဒါပေမဲ့ကျမတို့ကိုပြန်ရောက်တော့ဒေါ်လာ1000ကျော်သွားပါတယ်ဒါက brand တွေအားလုံးရဲ့အလုပ်လုပ်ပုံပါကျမတို့အမြဲတမ်းဝယ်နေကြတဲ့အလားကုန်ပစ္စည်းတွေမှာလည်းဒီလိုမျိုးဈေးတွေကိုအမှန်တကယ်ကုန်ကြတဲ့ဈေးထက်ပိုပြီးတင်ရတာမျိုးတွေအများကြီးပါ ရှန်နဲရဲ့ Rouge Coco နှကန်းနေထုတ်ရင်တော်လာကနေ9ဒေါ်လာကြားပဲရှိပေမဲ့ဈေးကတော့ဒေါ်လာ50လောက်အထိကိုတင်ပြီးရောင်းတာပါဒီလိုမျိုးအစမတန်တင်ထားတဲ့ brand တွေရဲ့အကြောင်းကိုပြပြစုံသိနေနေဆိုရင်တော့ကျမတို့ရဲ့ရွှေနှုတ်ထဲမှာရှိတဲ့ brand website ကိုသွားပြီးဖတ်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါရရှင်။ဒီစာအုပ်ကစီးပွားရေးလုပ်ငန်းတွေနဲ့ကုမ္ပဏီတွေကဘယ်လိုလဲခွက်တွေတုံးပြီးကျမတို့ကိုဖျောင်းနှောင်နေကြလဲဆိုတာကိုလေ့လာနိုင်မှာမို့လို့ဖတ်ထားရင်မမနိုင်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ပါ။ ဗီဒီယိုကိုပြန်ဆက်ရရင်တော့လွန်ဂရီဘရန်နာကိုလိုက်ပြီးယူဆကြတာမှန်ပေမဲ့တကယ်ရောအဆင်ပြေလားအခုလိုခက်ခဲနေတဲ့အခြေအနေမှာနေထိုင်စားသောက်ရေးကိုပိုရေးပေးပြီးတော့ကိုယ့်ရဲ့ဝင်ငွေတွေကိုတတိကျကျပြန်စစ်ဆေးတင်ပါတယ်ဘရန်နေရဲ့ပစ္စည်းအရေးသေးကောင်းတာမှန်ပေမဲ့ကိုတုံးမှုအတွက်ဝယ်တာလားဆိုရှယ်မီဒီယာမှာကြွားမှုအတွက်ဝယ်တာလားပြီးတော့ပစ္စည်း quality ချင်းတူနေတဲ့အခါမှာဘရန်ကိုရွေးတာထက်အရေးသေးကိုပဲတိကျကျကြည့်ပြီးကိုယ့်အတွက်အဆင်ပြေတာမျိုးကိုရွေးချယ်တင်ပါတယ် ဆိုရှယ်မီဒီယာကအကောင့်နဲ့အဆိုတွင်တွဲနေရပါကျမတို့တည်ကျင်တဲ့အချက်အလက်တွေနိုင်ငံတကာကသတင်းတွေနဲ့ကုကယ်ရီယာကိုဘယ်လိုတိုးတက်အောင်လုပ်မလဲစာရတွေကိုအမြန်ဆုံးရှာလို့ရပါတယ်။တစ်ဖက်မှာလည်းအောင်မြင်နေတဲ့ဆိုရှယ်မီဒီယာဘဝတွေရဲ့နေထိုင်မှုတွေကိုအားကျပြီးသူတို့လိုလိုက်လုံကြရင်လည်းလမ်းမတွေကိုရောင်မှန်းမသိရောက်သွားကြပါတယ်။စာအုပ်တအုပ်ရဲ့မျက်နှာဖုံးကိုကြည့်ုံနဲ့ဒီစာအုပ်ကောင်းမကောင်းဆိုတာမသိနိုင်ဘူးဆိုတဲ့ဆိုရိုးစကားတစ်ခုလိုပဲပျော်ရွှင်မှုအစစ်တွေကဆိုရှယ်မီဒီယာပေါ်မှာရှိနေရမှာမဟုတ်ပဲတကယ်လက်တွေ့ဘဝမှာရှိပါတယ်။ ဒီလိုအလားတရားအစ်စ်တွေကိုပစ္စည်းတွေနဲ့အယောင်တနေဖို့မလိုသလိုဖုံးခွေထားဖို့လည်းမလိုပါဘူး brand တွေကိုမဝယ်ခင်မှာနှစ်ခေါက်လောက်အ ਨੇ ဆုံးစဉ်းစားကြည့်ကြဖို့တိုက်တွန်းချင်ပါတယ် social media ဆိုတာကဒီပုံစံအတိုင်းမဲ့သွားနေမှာပါကျမတို့လူသားတွေကလည်းဒီဝယ်ခဲ့တဲ့အချိန်မှာလဲနေရင်းနဲ့နှစ်သွားတာမျိုးမဖြစ်ရအောင်ကိုကိုကိုပဲကဲတင်ကြရမှာပါကိုရဲ့ဘဝကိုအမှန်တကယ်တိုးတက်ချင်နေဆိုရင်တော့ကိုဖတ်ဝင်ချင်းမှာရှိတဲ့အရာတွေပေါ်မှာယင်းနှမျိုးနန္တာမျိုးထက်ကိုကိုကိုမှာယင်းနှမျိုးနန္တာကြီးစားဖို့အကြံပေးလိုပါတယ်။ ဒီဗီဒီယိုလေးကနေဒီအချက်လေးတွေကိုတော့သင်ခန်းစာအနေနဲ့ရလိုက်ပါတယ်။နံပါတ်1ပက်ဆက်ရဲ့တန်ဖိုးကိုတိပြီးလိုရာချက်ကိုဦးစားပေးမယ်။နံပါတ်2ဘရန်နေရဲ့ကြေညာထောင်ချက်ကိုတတိထားမယ်။နံပါတ်3ပစ္စည်းတွေမှာချက်ကုကုကုမှာပို့ပြီးရင်းနှီးမြှုပ်နှံမယ်။မိတ်ဆွေတို့ရောဘရန်နေနဲ့ပတ်သက်ပြီးတော့ဘလို့အတွေ့အကြုံတွေရှိကြလဲဆိုတာကိုကွန်မန့်မှာမျှဝေသွားဖို့ပြောရင်းနဲ့ဒီတစ်ခေါက်ဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါရရှင်။နိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း900ကျော် မြန်မာဘာသာဖြင့်အတန်ရောစာနဲ့ပါနှစ်ချုပ်ဖတ်ရှုနားဆင်နိုင်တယ်လို့စာအုပ်တုံးလို့ရဲ့အစားဆုံးနားထောင်ခြင်းရွှေနှုတ် application ကိုခုပဲ download ဆွဲပြီးတော့ဖတ်လိုက်ပါနော်။